ဒီနေ့လို့ကဆုံလာပြင်းနေဟာမြန်မာနိုင်ငံမှာဗုဒ္ဓနေ့ဖြစ်ပါတယ်။တခြားနိုင်ငံတွေမှာတော့ဒီနေ့ကိုဝိဆက်ဒေးလို့ခေါ်ကြပါတယ်။ကဘာမှာသိကြတဲ့ B E S A K ဝိဆက်ဆိုတာကမြန်မာတွေအသုံးပြုကြတဲ့ဝိတာခဝိတာခ ဝေတာခဖြစ်ပါတယ်။ဝေတာခဆိုတဲ့ပါဠိစကားလုံးဟာ ဝိတာခာနက္ခတ်ကိုခေါ်တာပါဝိတာခာနက္ခတ်ထွန်းလင်းတဲ့စုံရကိုလည်းဝိတာခလို့ခေါ်ပါတယ်ဝိတာခကိုအင်္ဂလိပ်လို ရေးတော့ E E S A K H A ဝိသာခဖြစ်ပါတယ်အင်္ဂလိပ်လိုဝိသာခမှာနောက်ဆုံးက H နဲ့ A ကိုဖြုတ်ပြီးဝိဆဲလို့ရေးကြခေါ်ကြတာဖြစ်ပါတယ် ဒီစကလုံးအတုံးပြူရမှာဆိုလိုရင်းအတိတ်ပဲကတော့ကဘာနဲ့မြန်မာတူပါတယ်ဝိတာခာနက်ခတ်တွန်းလင်းတဲ့ကုံလာပြင်းဒီဘုရားလောင်းမွေးဖွားခဲ့တဲ့ကုံလာပြင်းဒီဘုရားဖြစ်တော်မူခဲ့တဲ့ကုံလာပြင်းဒီမြတ်စွာဘုရားပြိဋိနိဗ္ဗာန်သံဝင်တော်မူခဲ့တဲ့ကုံလာပြင်းဒီကိုရည်ရွယ်တာဖြစ်ပါတယ်ဘုရားလောင်းဖွားတော်မူခြင်းဘုရားဖြစ်တော်မူခြင်း ဘုရားရှင်ပြိဋိဘံသံတော်မူခြင်းဆိုတဲ့ဘုဒ္ဓဝင်ဖြစ်ရသုံးခုရှိတဲ့ဒီနေ့ကိုဘုရားနေလို့တတ်မှတ်ကြတာပါမြန်မာမှာကစုံလာပြည်နေနိုင်ငံတကာမှာတော့ဧပြီလသို့မဟုတ် မေလမှာကြာရောက်တဲ့လာပြည်နေဖြစ်ပါတယ်အများအားဖြင့်မေလမှာဒီလာပြည်နေကြာရောက်ပါတယ်ဆိုလာကလင်ဒါနဲ့လူနာကလင်ဒါ နေရဲ့လေပတ်မှုကိုအခြေခံတဲ့ပြက်ကြိန်နဲ့လရဲ့လက်ပတ်မှုကိုအခြေခံတဲ့ပြက်ကြိန်ဒီပြက်ကြိန်နှမျိုးအသုံးပြုတဲ့နိုင်ငံရဲ့အခြေအနေအပေါ်မူတည်ပြီးဒီလပြင်းတွေကြာရောက်တဲ့ရဲ့ကွယ်လွယ်မှုရှိပါလေဒါကြောင့်ဘုရားနေ့ကျင်းပတဲ့ရက်တွေ မတူကြတာပါအများစုကတော့မေလရဲ့လပြင်းတွေကိုဘုရားနေ့လို့တတ်မှတ်ကြပါလေ ။ဩရာနေကျင်းပဘုံကတော့ကျင်းပရာနိုင်ငံရဲ့ယဉ်ကျေးမှုနဲ့လူနေမှုခြေနွေတွေအလိုက်ကွဲပြားကြတာရှိပါတယ်။မြန်မာမှာတော့ဥပြင်းတဲ့ကုံလဖြစ်တဲ့အတွက်ဘုရားပွင့်တော်မူရာ အထက်အမှတ်ဗောဓိညောင်ပင်ကိုရေလောင်းပြီးညောင်ရည်သွန်းပွဲကျင်းပကြပါဒါနတိလအသရှိတဲ့ပုံမှန်ပြုနေကြကုသိုလ်တွေလည်းပြုလုပ်ကြပါတယ်။ ကျင်းပတဲ့နေ့ရဲ့ကြွားချမှုအနည်းငယ်ရှိပေမဲ့သီရိလင်္ကာ၊ထိုင်း၊အိန္ဒိယ၊စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှား၊ဗီယက်နမ်စသဖြင့်ကမ္ဘာနေရာအသီးသီးကနိုင်ငံတွေမှာဗုဒ္ဓနေ့ဖိမပွဲတွေကျင်းပကြပါတယ်။အာရှနိုင်ငံတွေမှာသာမက အနောက်နိုင်ငံတွေမှာလည်းကျင်းပကြတာရှိပါတယ်။တခြားနိုင်ငံတွေမှာကျင်းပကြတဲ့ဗုဒ္ဓနေ့ရဲ့ထူးခြားတဲ့အမှတ်အသားကတော့စီမီညှိထွန်းကြတာဖြစ်ပါတယ်။ ဘုရားဖြစ်ခဲ့တာတပ်ပင်ညုဒညာလင်းရရှိခဲ့တာကိုအထိမ့်မှ ပြုတဲ့အနေနဲ့လောကအလင်းစီမီထွန်းညှိကြတာဖြစ်ပါလေသူတို့ရဲ့ဗုဒ္ဓနေစီမီညှိထွန်းမှုဟာမြန်မာနိုင်ငံရဲ့သတင်းကြောမိထွန်းပွဲနဲ့ဆင်တူပါတယ်ဒီအလင်းတွေကိုင်ဆောင်ပြီးရှင်လောင်းလှည့်သလိုတန်းစီလှည့်လေတာတွေလည်းလောက်ကြပါတယ် တချို့နိုင်ငံတွေမှာမိဘုံမြန်တွေလွတ်တင်ကြပါတယ်အစားအသောက်တွေသူတိတာကျွေးတာသွေးလူတာအရှိစင်းရသားတွေကိုဘေးလူတာလိုမျိုးပုံမှန်ကုသိုလ်တွေလည်းလုပ်ကြပါတယ်ဘုရားတရားသံဃာယရဏသုံးပါးကိုကြီးညိုလေးစားတဲ့စိတ်ဘုရားအဆုံးအမတရားတော်ကိုလက်တွေ့ကျင့်သုံးတဲ့သဘောနဲ့ကုသိုလ်လုပ်ကြတာဖြစ်ပါတယ်ဘိဆက်လို့ခေါ်ကြတဲ့ဘုရားနေ့ကိုကဘာကအတိအမှတ်ပြုလာအောင် ဓိကဂျိုပန်ခဲ့တာကတော့တတိလင်္ကာနိုင်ငံပဲဖြစ်ပါတယ်။ဒီဘွဲတော်ဟာတတိလင်္ကာနိုင်ငံမှာတခြားနိုင်ငံတွေမှာတဲ့ပိုပြီးကြီးကျယ်ခမ်းနားထင်ရှားပါတယ်။ဒီဘွဲတော်ကိုကဘာကအသိမှတ်ပြုလာတာကတော့တရားဝင် ရုံးပိတ်ရဲ့ပေးပြီးအထဲအမှတ်ပွဲကျင်းပကြဖို့ကဘာကုလသမဂ္ဂအဖွဲ့ကြီးကသုံးဖြတ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ကမ္ဘာကုလသမဂ္ဂအဖွဲ့ကြီးရဲ့ထောက်ခံဆုံးဖြတ်ချက်ရရှိအောင်တိတိလင်္ကာနိုင်ငံကဥဆောင်ပြီးကြိုးပမ်းခဲ့တာပါ။ဩရာနေ့ထိမှဘောတွေကိုကမ္ဘာအနှံ့ကျင်းပကြဖို့1996ခုနှစ်ကမ္ဘာကုလသမဂ္ဂတွေ့ရညီလာခံကဆုံးဖြတ်ခဲ့ပါတယ်။တိတိလင်္ကာနိုင်ငံရဲ့အစိုးပြုတင်ပြချက်ကိုအဆက်လေးမြင်းဆောင်1.5ဆုံးဖြတ်ချက်နဲ့လက်ခံတည်ပြုခဲ့တာဖြစ်ပါတယ်။ တိလင်္ကာနိုင်ငံရဲ့သို့ပြုတင်ပြချက်ကိုမြန်မာထိုင်းလာအိုကမ္ဘောဒီးယားဘူတန်နိုင်ငံတွေကအဓိကထောက်ခံခဲ့ကြပါတယ်။ဘုရားဘာသာနိုင်ငံတွေအပြင်ဘုရားဘာသာမဟုတ်တဲ့နိုင်ငံတွေကလည်းထောက်ခံကြတဲ့အတွေ့ပေါင်996ခုနှစ်ဒီဇင်ဘာ15ရက်နေ့မှာဘုရားနေ့ကိုဘုရားဘာသာရဲ့အကြီးကျယ်ဆုံးအခမ်းအနားဆုံးနေ့တစ်နေ့အဖြစ်အတိမတ်ပြုခဲ့ပါတယ်။ ကဗကုလသမကယုံကြုံမှာနှစ်စဉ်နှစ်တိုင်းဗုဒ္ဓနှင့်ဖဲအမှတ်ပွဲကျင်းပဖို့လဲသုံးဖြတ်ခဲ့ပါတယ်ကဗကုလသမကရဲ့ပထမဆုံးဗုဒ္ဓနှင့်ဖဲအမှတ်ပွဲတော်ကိုခရစ်နှစ်2000တုန်းကနယူးယောက်မှာကျင်းပခဲ့ပါတယ်ကဗအတွက်ဗုဒ္ဓတရားတော်တွေရဲ့သုံးဝင်ပုံဗုဒ္ဓတရားတော်တွေကိုအကျင့်သုံးခြင်းအပြင် ကဘာသူကဘာသားတွေကောင်းကျိုးချမ်းသာဒိုးပွားနိုင်ဖို့အသရှိတဲ့အကြောင်းအရာတွေကို တွင်းတွေတဲ့ညီတော်ဖလဲဝဲတွေလောက်ကြတာဟာဘွဲ့တော်ရဲ့အဓိကကြတဲ့စိတ်ပိုင်းတစ်ခုဖြစ်ခဲ့ပါလေ2002 2002 2003ခုနှစ်တွင်မှာတော့ကမ္ဘာနိုင်ငံအသီးသီးရဲ့ကိုယ်စားလှယ်တွေပါဝင်တဲ့ကမ္ဘာမျက်နှာဆောင်ကြီးဗုဒ္ဓနေ့ဘွဲတော်ကျင်းပတာမရှိခဲ့သေးပါဘူ 2004ခုနှစ်ရောက်မှာပဲထိုင်းနိုင်ငံမှာကမ္ဘာကုလသမဂ္ဂရဲ့ကမ္ဘာမျက်နှာဆောင်ကြီးဗုဒ္ဓနေ့ဘွဲတော်တည်တင်ပြပနိုင်ခဲ့ပါတယ်။နောက်နှစ်တွင်မှာလည်းထိုင်းနိုင်ငံမှာပဲကျင်းပတာများပါတယ်။2005 2006 2009 2010 2011 2012 2013 2014 2015 2016 2018 2022နှစ်2023ခုနှစ်တွေမှာတိုင်းနိုင်ငံမှာကျင်းပခဲ့ပါတယ်2008 2014နှစ်2025ခုနှစ်တွေမှာဗီယက်နမ်မှာ၄ချိန်ကျင်းပခဲ့ပါတယ်2019ခုနှစ်တုန်းကသရီလင်္ကာနိုင်ငံမှာကျင်းပခဲ့ပါတယ်2020နဲ့2021နှစ်မှာတော့ ိုဗစ် -19 ကမ္ဘာကယောဂါကြောင့်ကမ္ဘာကုလသမဂ္ဂရဲ့ကမ္ဘာမျက်နှာဆောင်ကြီးဗုဒ္ဓနေ့ပွဲတော်မကျင်းပနိုင်ခဲ့ပါဘူး။ဒီနှစ်2025ခုနှစ်အတွက်ကမ္ဘာကုလသမဂ္ဂရဲ့အကျဉ်း20မြောက်ဗုဒ္ဓနေ့ပွဲတော်ကိုတော့မေလ6ရက်နေ့ကနေ7ရက်နေ့အထိဗီယက်နမ်နိုင်ငံဟိုချီမင်းစီးတီးမှာကျင်းပခဲ့ပါတယ်။ ကမ္ဘာ85နိုင်ငံကကိုယ်တလဲပေါင်း2900ကျော်တက်ရောက်ခဲ့ပါတယ်လူကုန်တိတ်ခါအတွေ့ညီညီညွတ်ညွတ်နဲ့အလုံးပူပေါင်းပါဝင်ကြဖို့ဤွယ်ချက်ထားရှိခဲ့ပါတယ်ကမ္ဘာငင်းချမ်းရေးနဲ့စင်ဆက်မပြတ်ပွင့်ပြိုးတိုးတက်ရေးအတွေ့ဘုရားဘာသာအသိဉာဏ်ပညာကိုဘယ်လိုအသုံးချကြမလဲခေပြိုင်ကမ္ဘာရဲ့စိန်ခေါ်ချက်တွေကိုဘုရားတရားတော်နဲ့အညီ ဘယ်လို깟တွေပြည့်ရှင်းနိုင်တယ်ဆိုတာတွေကိုအဓိကတွေးနွေးခဲ့ကြပါတယ်ရှင်တော်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာငြိမ်းချမ်းရေးတနာကရုဏာထားရှိရေးအသိဉာဏ်တိုးပွားရေးဘာသာတရားအချင်းချင်းညီညွတ်ရေးကဘာသူကဘာသားတွေရဲ့ကောင်းကျိုးတန်းတာတိုးပွားရေးတွေတည်တည်တာတာဆောင်ကျင်းပေးနိုင်တာကြောင့်ခုလိုကဘာကအတိမတ်ပြုရတာဖြစ်ပါတယ် ကဘာသူကဘာသားတွေညီညွတ်မြတ်တာဣချမ်းသာယာစွာ နေထိုင်နိုင်ကြဖို့ကဘာတဝန်းလုံးမှာရှိကြတဲ့ဗုဒ္ဓဘာသာဝင်တွေအချင်းချင်းနားလည်မှုအပြည့်နဲ့ညီညွတ်ကြပြီးဗုဒ္ဓဘာသာဝင် မဟုတ်သူတွေနဲ့လည်းသဟဇာတဖြစ်ကြဖို့အတွက်ရှင်တော်ဗုဒ္ဓရဲ့သုံးမတရားတော်တွေကဘယ်လိုအထောက်အကူပြုတယ်ဆိုတာကို ကဘာကအတိမတ်ပြုထားရတဲ့ဗုဒ္ဓနေမှာအထူးတည်းလေ တက်တည်ပြကြရမှာဖြစ်ပါလေဘုရားဘာသာယဉ်ကျေးမှုနဲ့ဘုရားအဆုံးအမတရားတော်တွေကပ္ပလည်းမှာဂုံကျက်တည်တိုးပွားအောင်ကျင့်ဆောင်နိုင်ကြပါစေ။